မူမီနီမာနီလန်းစားကျန်းတပိဒါကိုကြက်တထောင်ဝန်းကျင်အထိစံချိန်တင်ဈေးနှုန်းမြင့်တက်နေပေမဲ့တောင်သူတွေလက်ဝယ်စားမရှိတဲ့အခြေအနေနဲ့ကြုံနေရတယ်လို့စားတောင်သူတွေကတန်တွင်တိုင်းကိုပြောပါရယ်နီလန်းစားကျန်းဟာစားစတင်ထွက်ရှိချိန်ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းတပိဒါကိုကြက်140ဝန်းကျင်သာရရှိခဲ့ရမှာလက်ရှိအောက်တိုဘာလအတွင်းတပိဒါကြက်တထောင်ဝန်းကျင်အထိစံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့တာပါ နေလန်းစားတွေစံချိန်တင်မြင့်တက်လာပေမဲ့တောင်သူတွေလက်ထဲမှာစားကြမ်းတွေမရှိတော့တာပြီးခဲ့တဲ့စားရာသီကအထွေထွေကုန်ကျစရိတ်ကြီးမြင့်တာပြင်ရာသီဥတုကြောင့်အပြည့်အဝမထုတ်လုပ်နိုင်တာတွေကြောင့်ကျိုးမြက်မရှိတဲ့အခြေအနေနဲ့ကြုံနေရပါတယ်။စားတောင်သူတို့ကစားစင်းလုံးစံချိန်တင်မြင့်တက်လာတာဟာစားလက်ကျန်နေပြီးတချို့တိုင်းတွေမှာစားလုပ်ငန်းမလုပ်ကြတော့တဲ့အတွက်ဖြစ်တယ်လို့စားလုပ်ငန်းပြန်လည်ပတ်ပါကစားစင်းလုံးပြန်လည်ကျဆင်းလာနိုင်တယ်လို့တန်လွင်တိုင်းကပြောပါတယ်။စားတွေကွင်းထဲမှာမရှိတော့ဖို့ ဆားဖို့ဒီမှာဆားနေတဲ့လက်ကျန်နည်းနည်းပဲရှိတော့တော့ဆားစည်းရတက်တော့တယ်လေ။နောက်ရန်ကုန်တိုင်းမှာလည်းပဲဆားလုံးကမလုတော့ဘူးဆိုတော့လူတွေကအလုံးမရှိတော့လေ။ဒါကြောင့်ဆားစည်းရခုန်တက်သွားတာ။မိုးကနည်းနည်းမကုန်သေးဘူး။မိုးရှိနေရဲ့သတင်းကျိုးလက်စုပ်တော့မှမိုးကုန်မထင်နဲ့။မိုးကုန်မှပဲအလုတ်ချင်းရမှာပေါ့။ဆားထွက်နိုင်ရှိပြန်ကြောက်ရမယ်လေ။ဆားစည်းရပြန်ကြောက်အောင်မှာဆားထွက်တဲ့ຢာဒီရောက်နေ။ ဒီလက်စားလုပ်ငန်းတွေကအရင်ကလုပ်ငန်းလေပတ်ဖို့အတွက်အောက်တိုဘာလအနေနဲ့ကစပြီးပြင်ဆင်ကြပေမဲ့ဒီနှစ်မှာတော့ရာသီဥတုချင်းတွေရမိုးတွေဆက်လက်ရွာသွန်းနေတာကြောင့်လက်ရှိချိန်ထိဒီလက်စားလုပ်ငန်းတွေပြင်မစနိုင်သေးပါဘူး။လက်ရှိစားစင်းလုံးစံချိန်တွေရရှိနေပေမဲ့လုပ်ငန်းပြန်လေပတ်ဖို့အတွက်အရင်လို လုံသားခေါ်ယူလို့မရတာအထွေထွေကုန်ကျစရိတ်ကြီးမြင့်တာတွေကြောင့်လည်း ဒီနေ့စားရသည်မှာစားထွက်နောက်ကျဖို့ရှိနေတယ်လို့စားတောင်သူတွေကပြောကြပါတယ်။ဝန်ပြည်နယ်မှာနေလန်းစားတွေကိုပေါင်တန်မြူစီယံနဲ့ရေးမြူနယ်တို့ကအဓိကထုတ်လုပ်နေတာဖြစ်ပြီးနှစ်စဉ်စားတန်ချိန်၄000ကျော်ထွက်ရှိကထွက်ရှိလာတဲ့နေလန်းစားတွေကိုတော့ရန်ကုန်မန္တလေးပါဝင်တိုင်းနယ်ပြည်နယ်ချို့ကိုတင်ပို့ရောင်းချနေပါတယ်။